မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံညွန်းများနဲ့မကန့်ညီဟုပြင်သစ်အစိုးရကြေညာနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်ကိုချက်ချင်းလွှတ်ရန်တောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံညွန်းနဲ့မကိုက်ညီဟုပြင်သစ်အစိုးရကကြေညာချက်ထုတ်ပြန်ပါတယ်။ရမနီကြာရောက်တဲ့2020ပြည့်နှစ်မြန်မာရွေးကောက်ပွဲပြင်စမမြောက်နှစ်ပတ်လည်နေ့ဆိုင်ရာထုတ်ပြန်ကြေညာချက်တွင်အချက်ပါအတိုင်းပြင်သစ်အစိုးရကပြောဆိုကြေညာလိုက်ခြင်းဖြစ်ပါတယ်။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့သည်မြန်မာနိုင်ငံတွင်ကျင်းပခဲ့သောအထွေထွေရွှေကောက်ပွဲ၏ပြင်ဆင်မှောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့်စစ်အာဏာသိမ်းမှုနှင့်အတူထိုရွေးကောက်ပွဲ၏ရလဒ်များခိုးချင်းခံခဲ့ရကြောင်းစစ်အစိုးရက၎င်းတို့ထိန်းချုပ်ထားသောနေမြေဒေသများတွင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ကျင်းပမဲ့ရွေးကောက်ပွဲသည်ပွင့်လင်းမြင့်တာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနှင့်အတိမတ်ပြုခံရမှုဆိုင်ရာစံနှုန်းများနှင့်မကိုက်ညီကြောင်းပြင်သစ်အစိုးရကကြေညာပါသည် စစ်အာဏာသိမ်းအဖွဲ့ကတရားမဝင်အာဏာသိမ်းခဲ့ချိန်မှစပြီးနိုင်ငံရေးအကြောင်းပြချက်ဖြင့်ဖမ်းဆီးကာပြစ်ဒဏ်ချမှတ်ခဲ့သည့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမရဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးကိုပြန်လွှတ်ပေးပါရန်ပြင်သစ်နိုင်ငံကထပ်မံတောင်းဆိုပါရယ်စစ်တပ်ကအရက်သားများအ धिक ထိခိုက်နစ်နာရသည့်လေကြောင်းတိုက်ခိုက်မှုများအပါအဝင်ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ြင်သစ်နိုင်ငံကရှုံချပြီးမြန်မာပြည်သူများရင်ဆိုင်နေကြရသည့်ဆိုးရွားသောလူမှုဒုက္ခများနှင့်ထိတာထင်ရှားသည့်ဒေသဆိုင်ရာအကျိုးဆက်များအပေါ်အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိကြောင်းပြင်သစ်အစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ပြည်ပခအာငြိမ်းချမ်းစွာနှင့်ရေရှည်တည်တံ့စွာဖြည့်ရှင်းပေးနိုင်ရေးကိုကြီးဝဲသည့်အာဆီယံဘုံသဘောတူညီချက်၅ရပ်အားပြင်သစ်နိုင်ငံကထောက်ခံကြောင်းရင်းသဘောတူညီချက်ပါအချက်အလက်များအထူးသဖြင့် အကြံဖတ်မှုလျှော့ချရေးနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ပေးရအတွက်လည်းပြင်သစ်ကချက်မှန်တောင်းဆိုပါရယ်မြန်မာနိုင်ငံတွင်ရေရှည်တည်ရမယ့်နိုင်ငံရေးပြည်လဲမှုနဲ့တည်ငြိမ်နိုင်သည့်ငြိမ်းချမ်းရေးရရှိစေရန်ဂျာဝင်ညှိနှိုင်းပေးနေကြသည့်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏အထူးကိုယ်စားလှယ်အော်တမန်ဟာဆင်နှင့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဂျူလီဗီရှော့တို့၏ဂျိုးဗန်အားထုတ်မှုများကိုပြင်သစ်နိုင်ငံကကြိုဆိုထားပါရယ်အော်တိုဘာလာတရက်နေ့ကလည်းပြင်သစ်သမ္မတမက်ခရွန်က ဒေါ်အောင်ဆန်းစုကြည်ထံသို့စာရေးသားပေးပို့၍ပြည်သက်နိုင်ငံအနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုမမေ့ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဆလပီဝက်လက်မျိုးနယ်မှာမိပတ်ရှုနေတဲ့စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရာစကားစတပ်ဖွဲ့ဝင်18ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မျိုးနယ်အတွင်းရှိကြေးရွာတွေကိုမိပတ်ရှုနေတဲ့စစ်ကောင်စီစစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးခဲ့ကြောင်းပြည်သူအစီအကံတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါတယ်။ နိုဝင်ဘာလ6ရက်နေ့မှာရွာသားကြီးရွာမှထွက်လာတဲ့အင်အား180ပါစစ်ကြောင်းဟာရွာတွေကိုပတ်မိရှို့ပြီးမျိုးတွင်ရှိအထိုင်စခန်းကိုသွားနေစဉ်ဂျာဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား18ဦးထိဆုံးခဲ့တဲ့အပြင်စစ်ကြောင်းတစ်ခုလုံးဖျက်ပြီးဝလက်မြို့နယ်အတွင်းရှိစစ်တပ်အထိုင်စခန်းတို့ဆုတ်ပြေးသွားတယ်လို့ဆိုပါတယ်။ဝလက်မြို့နယ်အတွင်းဝင်လာသည့်စစ်ကြောင်းတိုက်ကိုတော့ကျွန်တော်တို့ကတိုက်မှာပဲဗျ။တိုက်ပွဲတွင်မှာတော့ကျွန်တော်တို့ဂျုံနဲ့ဂျော်ဘုံချတာတွေရှိတယ်။ လက်နက်ကင်တွေအများဆုံးထိတွေ့တာပေါ့နော်စာခတွေတေဆုံမှုကတော့ပုံစံအမျိုးမျိုးနဲ့ပါပဲလို့အဆိုပါတာဝန်ခံကပြောပါတယ်အဆိုပါတိုက်ပွဲအတွင်းမှာတော်လန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်လက်ရှိမှာစစ်ကောင်စီဟာဝက်လက်မြွနယ်အတွင်းကိုစစ်ကြောင်းတွေဖျက်ချက်လှုပ်ရှားနေတာကြောင့်ပြည်သူတွေအနေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ညွှန်ကြားချက်တွေကိုလိုက်နာကြဖို့ကိုလည်းအဆိုပါအဖွဲ့ကတတိပေးပါတယ်စစ်ကြောင်းတွေကဆက်လက်လှုပ်ရှားနေတုံဆိုတော့အလုပ်တွေပုံများတာပေါ့ဗျာ ီသူတွေကိုလည်းဒီကောင်တွေနဲ့ဝေးရမှာနေဖို့ပြောချက်ပါတယ်လို့အစိုးရတာဝန်ခံကဆက်ပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့အစီအကံတော်လှန်ရေးတပ်ဖွဲ့လျှက်စီးပြောက်ကြားတပ်ဖွဲ့နဲ့နှက်တောင်နဂါတပ်ဖွဲ့တို့အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးမြောင်လေးပင်မြို့နယ်စီပင်ကျေးရွာအုပ်ချုပ်ရေးမှူးပြူစောတိကောင်းဆောင်ကြံ့ဖော့မင်းမင်းဦးဖြစ်ခတ်ခံရပြီးတည်ဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းမြောင်လေးပင်မြို့နယ်စီပင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြူစောတိကောင်းဆောင်လည်းဖြစ်ကြံ့ဖော့အမာခံသူလည်းဖြစ်တဲ့ ်မိမိဦးပြစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း Nine Star Underground 4ဘဂိုးရီဂျင်မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်။ဂျမန်နေ့နိုဝင်ဘာလ10ရက်နေ့ညနေ3:45မိနစ်အချိန်ညောင်လေးပင်မြို့နယ်စီပင်ကျေးရွာအုပ်ချုပ်ရေးမှူးလေဖြင့်ချက်ဖို့ပါတီဝင်လေဖြင့်ပြူစောတိခေါင်းဆောင်လေဖြစ်သူမိမိဦးကိုပြစ်ခတ်ခဲ့ရာဝဲချင်းပြီးသေဆုံးခဲ့ကြောင်းမိမိဦးသည်ဦးကောင်းတွင်တနက်တန်ရနှစ်ချက်ကိုခန္ဓာတွင်တနက်တန်ရ3ချက်ဖြင့်သေဆုံးခဲ့ကြောင်း ပထမအကြိမ်လုံးကြံပြစ်ခတ်ခဲ့စဉ်ကထိဆုံးခဲ့ပြီးဟုသတင်းလွှင့်ပြီးစေယုံတွင်စေကူတမှုခံယူခဲ့ရမှပြန်လည်ကောင်းမွန်လာခဲ့ကြောင်းဒုတိယအကြိမ်ပြစ်ခတ်မှုတွင်ထိဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မင်းမင်းဦးသည်ယခု2025ခုနှစ်ဇန်နဝါရီလ14ရက်နေ့ကလည်းပြစ်ခတ်ခံခဲ့ရကြောင်းထို့သောပြစ်ခတ်စဉ်ကတပည့်နှစ်ဦးသာထိဆုံးခဲ့ပြီးမင်းမင်းဦးမှမတည်ပဲအသက်ရှင်လွတ်မြောက်ခဲ့ကြောင်းဦးထွက်တန်ရာဖြင့်စေယုံတွင်စေကူတမှုခံယူခဲ့ရမှပြန်လည်ကောင်းမွန်လာခဲ့ကြောင်းသိရပါတယ်။ မင်းမင်းဦးသည်ပထမအကြိမ်လှုပ်ကြံမှုမှလွတ်မြောက်ခဲ့သောအခါညောင်လေးပင်မြို့နယ်စီပင်ကြီးရွာတွင်နေထိုင်ခြင်းမပြုတော့ပေဂျိုင်ဦးမျိုးတရေမီလန်ဆုံးမိဘအနီးအိမ်တလုံးဖွေ၍နေထိုင်ခဲ့ကြောင်းမင်းမင်းဦးမှာညောင်လေးပင်အခြေစိုက်ပုံမှုနေလေးနှင့်ပူပေါင်း၍စစ်မှုထမ်းအဖြစ်လူငယ်များကိုဖမ်းဆီးခြင်းငွေညစ်ချင်းများလှုပ်ဆောင်ကဒီလူလူကိုနီလန်မျိုးစုံဖြင့်ဒုက္ခပေးခဲ့ကြောင်းသိရပါသည်ထို့ပြင်တည်ဆုံးသူမိမိဦးမှာပဲခူးတိုင်းဒိုက်ဦးဖြွန်တက်စာညောင်လေးပင်အရှိချမ်း မိမိဦးကဲ့သို့ပင်ပြည်သူကိုဒုက္ခပေးနေသည့်ပြစ်မှတ်များကိုထပ်မံရှင်းလင်းသွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်။နောက်ထပ်ဘလို့အရေးယူမှုတွေထပ်ပြီးအရှိန်မြင့်မလဲဆိုတာကတော့ကျွန်တော်တို့ Nine Star UG အဖွဲ့လက်လန်းမိသည်များမိမိတွေကပြည်သူတွေကိုဒုက္ခပေးနေသူမှန်သည်များရတလောက်စုံစမ်းဖော်ထုတ်ပြီးရှင်းလင်းသွားမှာပါဟု Nine Star Underground Phone ဘကိုးရီဂျင်မှတာဝန်ရှိသူကရှင်းလင်းပြောကြားပါတယ်။ဆလပီရွေးကောက်ပွဲအတွက်ကမ်ပိန်းစာသားများရုပ်ပေးရန်အမှုပညာရှင်များကိုစစ်ကောမရှင်စိတ်ခိုင်းထား ညီနိုင်မှုမဟုတ်တော့ပဲပြင်းထန်စွာဖိအားပေးနေဟုဆိုတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အကြံဖက်စစ်ကော်မရှင်ဟာသူတို့ရဲ့တူရောင်ရွေးကောက်ပွဲအတွက်ပြည်တွင်းမှာကျန်နေတဲ့အမှုပညာရှင်တွေအနေနဲ့ပြည်သူစိတ်ဝင်စားအောင်ကမ်ပိန်းလုပ်ပေးဖို့အသေးအတန်ကြိုးစားနေရကနေချင်းချောက်ဖိအားပေးတဲ့အဆင့်ထိရောက်လာပြီလို့သိရပါဗျ။ဒီရပိုင်းအတွင်းသရုပ်ဆောင်တော်တော်များများစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအတူအတွက်ကမ်ပိန်းစာသားတွေရွှေပေးနေရတယ်လို့အမှုပညာရှင်အတိုင်းဝိုင်းကနေသိရပါဗျ။ရွေးကောက်ပွဲကမ်ပိန်းနဲ့သက်ဆိုင်တဲ့စာသားတွေကိုရွှေပြီးရိုက်ပေးရတယ်လို့သိရတယ်။ မနေ့ကရိုက်ပေးလိုက်ရတယ်မနေ့ကရိုက်ပေးတဲ့ထဲမှာဖွေးဖွေးပွေးမုံရွှေကြီးထွန်းအိမ်နာပုံခိုင်သိန်းကြီးတိုင်ရွန်ထူးအောင်တော်တော်များများပါတယ်လို့အမှုပညာရှင်တွေနဲ့ဤဆက်တဲ့သတင်းရင်းမြစ်တစ်ခုကပြောပါတယ်အစာပိုင်းမှာတရုတ်ဆောင်ဖွေးဖွေးကိုမင်းမျိုးမှာရုပ်ရှင်ဆက်ကရိုက်နေခြင်းစစ်ကော်မရှင်လက်အောက်ခံရဲတွေကရန်ကုန်ကိုအတင်းပြန်ခေါ်သွားတာဖြစ်ပြီးသူတို့ရဲ့ဆက်သွယ်မှုတွေကိုအကြောင်းမပြန်လို့ခေါ်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီနောက်သူတို့အလို့ကြရိုက်ပေးပါမယ်ဆိုတဲ့ခံဝန်နဲ့ပြန်လွတ်ပေးလိုက်တယ်လို့လည်းဤဆက်သူတွေထံကနေနောက်ဆုံးသိထားရပါတယ် စစ်ကော်မရှင်ကပုံမှန်ညှိနှိုင်းတာမျိုးမဟုတ်ပဲတော်တော်ပြင်းထန်တဲ့ဖိအားပေးမှုလုပ်နေတယ်လို့အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။အာနာသိန်းစစ်တပ်ဟာသူတို့ရဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဝါရဖြန့်ဆက်ကားကိုဝိုင်းဝန်းဝေဖန်တာခံရပြီးတဲ့နောက်ဝေဖန်လာတဲ့အမှုပညာရှင်တွေပြည်သူတွေကိုရွေးကောက်ပွဲပြက်ပြားအောင်နှောက်ယှက်တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဖမ်းဆီးမှုတွေလုပ်နေတာဖြစ်ပါတယ်။အခုဆိုရင်တာမန်ဝါရဖြန့်တဲ့အဆင့်တင်မဟုတ်တော့ပဲဝါရဖြန့်ပေးဖို့အတွက်လက်နက်အားကိုချိန်ချောက်တဲ့အဆင့်အထိရောက်ရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာရွေးကောက်ပွဲကွာရဖြန့်ရဲအတွက်သရုပ်ဆောင်တွေကိုချင်းချောက်ဖိအားပေးနေပြီးအဲဒီနောက်အစိုးရတွေကိုလည်းထပ်မံဖိအားပေးလာဖို့ရှိနေတယ်လို့သိရပါတယ်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။